နာအားလုံးပဲမင်္ဂလာပါပရိသတ်များအားလုံးကိုရန်ကုန်မြို့ကြီးရဲ့အစီအစဉ်ကနေပြီးတော့ကြိုဆိုပါရစေ။ကျွန်တော်တို့ရဲ့ရန်ကုန်မြို့ကြီးရဲ့အစီအစဉ်ကပရိသတ်တွေကိုရန်ကုန်မြို့တွင်းမှာကျင်းပပြုလုပ်နေတဲ့ပွဲခန္ဓာမျိုးမျိုးကိုရှိုက်ကူးတင်ဆက်ပေးနေတဲ့အစီအစဉ်တစ်ခုဖြစ်ပါရခင်ဗျာ။ဒီကနေ့မှာဆိုလို့ရှိရင်တော့ပရိသတ်တွေကိုကျွန်တော်တို့ကကာဒစီရဲ့လုံခြုံစိတ်ချမှုတွေရမှာအရေးပါအရောက်တာတစ်ခုဖြစ်တဲ့တာယာမိတ်ဆက်ပွဲတစ်ခုကိုကျွန်တော်တို့ရိုက်ကူးတင်ဆက်ပေးသွားကြပါမယ်။ဒီကနေ့ကျွန်တော်တင်ဆက်ပေးမယ့်ပွဲခန္ဓာဆိုလို့ရှိရင်တော့ Continental တာယာရဲ့တတိယမျိုးဆက်ဖြစ်တဲ့ CHS3 ကိုကျွန်တော်တို့ဒီမိတ်ဆက်ပေးတဲ့ပွဲခန္ဓာကိုရိုက်ကူးတင်ဆက်ပေးသွားကြပါမယ်ခင်ဗျာ။ပရိသတ်အားလုံးပဲဆက်လက်ပြီးတော့ကြည့်ရှုခံစားပေးပါအောင်ဗျာ။ မအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ခန်းနာကတော့ continental data ရဲ့တတိယမျိုးဆက်ဖြစ်တဲ့ HS3 ကိုမိတ်ဆက်ပေးမယ်အခမ်းအနားဖြစ်ပြီးတော့ summit preview hotel မှာကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ် နာစကိုတော့ TA Resources မြန်မာရဲ့ State Marketing Manager ဖြစ်တဲ့ကိုမျိုးမင်းအောင်ကနေပြီးတော့အခမ်းအနားဖွင့်ပါစကားပြောကြားပေးခဲ့ပြီးဘေးကင်းလုံခြုံစိတ်ချရတဲ့ကာတစီမောင်းနေခြင်းအကြောင်းကိုတင်ဆက်ပေးခဲ့ပါတယ်။ မေအောင်ပါအာ Continental Tire Sales and Marketing Manager ပါအာဒီကနေ့အကြောင်းကိုရောကမြန်မာပြည်မှာ Continental Tire Dorel Ghost လဲပေါ့အဲ့ဒါဘယ်ဟာတွေလဲဆိုတော့ဒီ PLD လို့ခေါ်တဲ့ Passenger and Light Truck Tire ရယ်ဒီ CVT လို့ခေါ်တဲ့ Commercial Vehicle Tire ဒီနေ့ပွဲကကြတော့ဒီ CVT ထဲကပေါ့ဒီ Commercial Vehicle Tire လဲမှာကိုရောဒီ Express Bus တွေမှာသုံးတဲ့အာ Tire သူက Generation 3အသက်ထွက်တာခိုင်းကတော့ Generation 2ပေါ့နော်ကိုရောဈေးကွက်မှာဖြန့်ချီအောင်ချနေရဒီနေ့ကဒါ Generation 3အာဖြန့်ချီမိတ်ဆက်တဲ့ပွဲ ဟုတ်ပါပြီအာအဓိကကတော့ဒီ continental ကဒီ research and development sector မှာဒါ dollar billion ပေါင်းများစွာပေါ့နော်နှစ်နှစ်တိုင်းတို့ဒီလိုအသုံးချပြီးတော့အာနေပညာပေါင်းအသက်တွေအသက်တွေကိုတို့ ပေါ်ပြီးတော့ကောင်းအောင်ပေါ့တရားတွေကိုဒီထက်ပေါ်ပြီးကောင်းအောင်ဘလို့ customer ရဲ့ lower ချက်တွေကိုဘလို့ဖြည့်ဆည်းပေးရမလဲဆိုတဲ့ဟာနဲ့ပဲတို့အသက်အသက်တွေထုတ်လာအဲ့တော့ဒီ CHS 3ဟာဆိုရင်အရင်ပြီးခဲ့တဲ့ generation 2ထက်ကိုတို့ကအာ mileage ပေါ်ရတာမျိုးစီစားနှုန်းသက်သာတာမျိုးနောက်ပြီးတော့ safety နဲ့ပတ်သက်ပြီးတော့ဒီ wet braking ပေါ့ဒီဆော့ဆော့နေတဲ့လမ်းမတွေပေါ်မှာ brake ထုတ်တဲ့အခါမှာအာအာပို့ပြီးတော့တင်းတင်းမြန်မြန်နဲ့ရပ်တက်နိုင်တာမျိုးအဲ့လိုမျိုးအချက်တွေပေါ့ဒါတဲ့အချက်တွေအများကြီးနဲ့ အာ generation 2ထပ်ကိုပိုကောင်းအောင်ထောက်ထားတာပါနေလေအာရှိပါတယ်ဒီနေ့ကတော့ကိုတို့အာ existing customer တွေပေါ့နော်ကိုတို့ရဲ့အာစပြီးတော့တာယာတွေကိုတုံးနေကြပြီဖြစ်တဲ့ဒီပြီးခဲ့ generation 2တွေကတုံးနေတဲ့ဒီ express in line owner တွေပါမယ်အာ fleet customer တွေပါတယ်ပြီးတော့ရင်ဒီ logistic company ကဒီ trucking company အာ truck အာ truck and bus ပေါ့နော်အဲ့ အဲကမ္ဘာကြီးအဲ့တည်းလက်အများကြီးပါမယ်ဆိုသူတို့အတွက်ကိုဒီနေ့ပွဲလေးမှာအထူးထူးခြားခြားနဲ့အာကိုရီးယား customer တွေပေါ့နော်အာဟိုအကောင်းဆုံးဆုံးစင်းနဲ့ဒီနေ့မှာလည်းသူတို့ကိုဝယ်နိုင်အောင်စီစဉ်ပေးထားတယ်အာဒါကတော့ဟိုဒီ customer တွေကိုအာကို customer တွေကိုပြန်ပြီးတော့ဟိုပါပေါ့ အာကွန်ပျူတာသဘောပါပဲနေလိုက်အာဒီကိုတို့သိစားတဲ့အတိုင်းပဲဒီ express bus တွေရန်ကုန်မန္တလေးအာနေပြီးတော့အခုသွားနေရအောင်အမြန်လမ်းမှာသွားနေတဲ့ကားတွေအတွက်ကိုဒီသွင်းလာအထူးသွင်းလာတဲ့တာယာပါ so အာ safety အရေးကြီးပါတယ်အာကိုပြီးခဲ့တဲ့တစ်ခေါက်တာယာသေးပွဲတော့ကလည်းကိုတာကိုပြောခဲ့ဖို့ပါတယ်အာ safety ဒီကားပေါ်မှာလိုက်ပါလာတဲ့လူတွေကားလေးအတွက်တောင်အရေးကြီးရယ်ဆိုတာကားကြီးတော့ဆိုပို့ပြီးတော့အများကြီးကြီးတယ်ဒီကားပေါ်မှာပါလာတဲ့ခီးတွေအလုံးရဲ့အတန်ရနေလုံချောင်မှုဘေးရနေကင်းရှင်းရေးဒါတွေကအရင်အရေးကြီးတဲ့အတွက်အကောင်းတဲ့ဒါရတွေကိုဒီ fleet customer fleet line က owner တွေကလည်းရွေးချယ်ပြီးတော့သုံးနေပါတယ်အဲ့ဒီအတွက်ကို customer တွေအတွက်လည်းအများကြီးစိတ်အေးရတာပေါ့နေတယ်နော်အဲ့တော့ ဟိုဘလော့ဝက်ဖြစ်ဖြစ်ဒီ continental ကအဓိက personal message ကဒီ customer တွေအားလုံးအတွက်ကို safety first အာဒီ message ကိုပေးချင်တာပါအဲ့တော့အာအလုံးလဲစိတ်စိတ်ချမ်းသာစွာနေပါတော့ခီးတော်လာနိုင်တာပေါ့ဟုတ်ပါပြည်မှာခင်ဗျာ ကွန်တိန်နာနေတာယာရဲ့တတိယမျိုးဆက်ဖြစ်တဲ့ HS3 မိတ်ဆက်အခမ်းအနားကိုဆက်လက်ပြီးတော့မှကွန်တိန်နာနေတာယာမလေးရှား Truck Tire Asia Pacific Region ရဲ့ Head of Export Business ဖြစ်တဲ့ Mr. Khun Han Ki ကနေပြီးတော့မှကြိုဆိုစကားပြောကြခဲ့ပြီးကွန်တိန်နာနေတာယာမလေးရှား Business Development Manager ဖြစ်တဲ့ Mr. Hong Win Long ကနေပြီးတော့မှကွန်တိန်နာနဲ့ HS3 အကြောင်းကိုလည်းဆက်လက်မိတ်ဆက်ပေးခဲ့ပါတယ်။ from a Continental Thaya. Um, our office actually is located in Malaysia, so uh, it's a regional office uh, for Asia. So uh, my responsibility is uh, actually uh, export of uh, truck tire of Continental uh, to the rest of uh, Asia Pacific country. So uh, as you know, Continental is a German company. Uh, we are already 145 years. And today, uh, the company has uh, recruited 208,000 employees. So we are actually a uh, quite a global uh, company. So uh, Continental, uh, we actually also have a regional uh, R&D center also located in Malaysia. So the Malaysian team usually we will come to the markets and then we will evaluate the uh, conditions, uh, the application, and such as uh, also the driver behavior, road condition, and so on and so forth. and we realized that uh, the tire requirement of uh, Asia uh, definitely is not the same as what we have in uh, Europe or America. That is why uh, we are actually developing tire for Asia. So the launch of the third generation tire today is actually uh, to cater for the Asian requirement. So uh, we have It enhance the tire, uh, improve the mileage, improve the uh, retrievability, improve the casing, as well as improve in terms of the fuel efficiency. So at the end of the day, uh, the fleet owner or the uh, truck driver, they can enjoy a uh, lowest overall driving cost when they use Continental tire. Thank you. ဲ့ဒီနောက်မှာတော့ကြွားဝလာကြတဲ့အပရိသတ်များကိုညစာတဲခင်းအဲ့ခံခဲ့ပြီးတော့ဒန်ဆာများရဲ့တင်ဆက်မှုများတီးတန့်ရှင်များရဲ့ဖြော်ပြမှုများ model product show များနဲ့ပျော်ရွှင်စရာဂိမ်းစီစဉ်များအပြင်ကို lucky draw စီစဉ်များလည်းကျင်းပပြုလုပ်ခဲ့ပါတယ်ခင်ဗျာ ခင်ဗျာပရိသတ်များနှစ်သက်သဘောကျခဲ့တဲ့ continent တဲ့ generation 2 data ရဲ့ကောင်းမွန်အောင်မြင်မှုအမွေအနှစ်များကိုဆက်လက်ထိန်းသိမ်းပြီးတော့ပုံမှန်ကောင်းမွန်တဲ့ new generation CHS3 ကိုထပ်မံမိတ်ဆက်ပေးတဲ့ continent ရဲ့ generation 3 HS3 launch ခံနာကိုကြည့်ရှုပြီးတဲ့အတွက်ကြောင့်မလို့ပရိသတ်များအတွက်လည်းပုံမှန်ရွေးချယ်စရာများရှိနိုင်မယ်လို့မျှော်လင့်နေတယ်ပဲဒီကနေ့ကျွန်တော်တို့ရန်ကုန်မြို့ကနေစီစဉ်ကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေဗျာ